ဆရာကြီးတို့ရောဆွေရတတော်တောင်ပြောင်းထွေလာအရိတာစာစုများစာအုပ်မှစာစုကောင်းတစ်ဖုတ်ဖြစ်သည့်တားပြို့တမီပြို့တို့လာလို့လီလွန်ခဲ့သောနှစ်များစွာတည်းကပဲဆိုပါတော့ကျွန်တော်တားပြို့တမီပြို့တို့လည်းကျောင်းလေကြတော့ထိုစဉ်ကကျွန်တော်စာရွေးရသော ဝင်းဝေး600ကျော်နဲ့900မြတ်နဲ့သူတို့အားကြောင်းကောင်းစွာထားနိုင်ရုံများမက ကျွန်တော်တတိယကခရိယံဘာသာဝင်ဖြစ်ဖြစ် နှစ်စဉ်ခရိယံပွဲတော်ကိုကြကြနနပြုလုပ်လေရှိသည်ထိုအခါကျွန်တော်ကလည်းဟေ့မင်းတို့ကိစ္စကြီးမပြီးနဲ့အောငါတို့မြန်မာလွတ်လပ်ရေးနေ့လဲငါဒါနပြုပြစီအောင်ဆိုပြီးမိကဒီဇင်ဘာ25ရက်ခရစ်စမတ်နေ့မှာအုံတို့ခုံဆွဲကြွေးလင်းကျွန်တော်ကဇန်နဝါရီလ4ရက်လွတ်လပ်ရေးနေ့မှာချက်သားနဲ့ကြာသံချက်ကြွေးသည်သူစဉ်ကကြက်သားတပိတ်သားမှာလေးချက်ခွေငါးချက်ပြ။ကြာစံနဲ့ကြက်သားနိုင်ခြင်းပေါ့။ အေးရများတွေတွင်ကောလေကျောင်းသူ ကျွန်တော်သမီးမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းမိကောင်ပေါက်ကလေးတွေကျွန်တော်သားများ၏အပေါင်းအသင်းမိကောင်ပေါက်အထီးမှကလေးတွေနှစ်ထောင်စဉ်ကျော်မြောက်အိမ်သို့လာရောက်စားတောက်ကြပါသည်ဒိန်းတို့ကလေးတွေကိုကျွန်တော်သည်လူကြီးမျက်စိနဲ့ကြည့်၏မိကောင်ပေါက်အထီးကလေးတွေဆိုရင် အချို့မှာကိုလုံးကိုယ်တွေတောင်းနေအောင်အကစားကြသည်များမဟုတ်သောသောဘောင်းမီဖင်ချမ်းနဲ့လမ်းတရေစတောက်ထားကြ၏ မိကောင်ပေါ့မကလေးတွေဆိုရင်ဗိုက်သားပေါ်တော့ဘရာစီယာနဲ့ပေါင်တလုံးပေါ်လုံးကြီးတူတူဝစ်ကြ၏စပင်းကတော့ပုံစံအမျိုးမျိုးအချို့သောမိန်းကလေးတို့၏ခန္ဓာကိုယ်သည် အချိန်တန်အရွယ်ရောက်၍တင်ကလေးရင်ကလေးမူမမောမောရှိတော်လဲတင်းတင်းရင်ရင်မရှိလမောင်ကလေးတွေကတင်းငယ်လာပါသည်ရက်ရိုက်များချိုးလိုက်ရတဖြောင်းဖြောင်းနေရမယ်ဟု အောင်းမိပြပါသည်အကောင်ကလေးတွေဤဘောင်းမီဖင်ချက်ဝေချင်းပစိုးချက်ပြက်ဝေချင်း ကောင်းကကြည်ကံကောင်းပါစုတ်ဖားပါဒါလဲထိုစဉ်ကခေစားခဲ့သောရုပ်ရှင်ကောင်းတွေကအက်ဗရက်ပရက်စလီစတိုင်ဖြစ်ပါသည်သို့သောပရက်စလီကသူ့ပါဝင်ရသောဇလန်ရဝါအမေရိကန်ဂျဘိုးတန်လောက်ရတော့လဲအသဟန်ပန်အမူယာနဲ့ကိုလုံးကိုပေါကတောင်းတင်း၍ကျမ်းမာရေးနဲ့ပြည့်စုံသူဖြစ်သည်ဒါကြောင့်လဲကဘာကျော်ပေးသည်ယခုကျွန်တော်သားများပါဝင်ပရက်စလီစတိုင်ဖန်ကြသည်များကတော့ ခါချီကုန်းချောင်ကလေးတွေနဲ့မနှိမ့်လိုက်လေခြင်းခမပရက်သလေးဒီဘာကိုဘလို့ပဲဝဲဝဲလှသူဖြစ်၏အဖေကြောင့်ဒီကိုလုံးကိုယ်ရေကို တောင်တင်းပြီဖြူအောင်နေ့စဉ်ကာယဗလာကိုလေ့ကျင့်နေသူဖြစ်၏ပရက်သလေးလိုလှကျင်ရင်ပရက်သလေးလိုဝိယုံနဲ့မဖြစ်သူ့လိုပဲကိုလုံးကိုယ်ရေတောင်တင်းအောင်လေ့ကျင့်ဖို့လိုသေးသည်တပံမင်းကလေးတွေကိုကြည့်မိပြန်၏လက်မောင်းဖလံတောင်ဝင်းကလေးတွေသည်တဲ့ပြီးအချင်းဆက်စားသကိုပြ အုံတို့ခေါဆွဲတဲ့မှာလကောင်းကြာလန်ချက်ထဲတွင်လကောင်းငရုတ်သီးမုတ်ထဲလိုက်တံမြာကြီးညှစ်လိုက်ငက်ပြန့်ကြီးထဲလိုက်နဲ့ချင်းပင်းချင်းဆက်ပင်းဆက်ငံပင်းငံသူတို့စာကျွန်တော်နဘေးကကြည်ရင်ပါတောင်ပြီးသွားချိန်မိပါသည်ရှူရှဲလုံးမိပါသည်နိုဘီဓာတ်တယ်မကားသေးပါကျွန်တော်သမီးကခေါင်းဆောင်ပြီးလက်ဖက်တော့စားကြသည်မှာလဲခရမ်းညင်သည်ငရုတ်သီးစိန်နန်းနန်းမင်းနဲ့ငပြန့်ကြီးထွက်၍တံမြာကြီးညှစ်ကြပြန်ပါသည် ပြီးတော့တခါပါဇက်အားကစားကြပြန်ဒီကမယမ်းပြားတဲ့ရှောက်သီးစီပြားတဲ့မမှန်ပေါင်းနဲ့ချင်းငန်ဆက်တွေကြီးပဲခမညာသူတို့ကလေးတွေပြန်သွားကြတော့ခါနိုင်ကျွန်တော်စနေအောင်ဒီကောင်မလေးတွေဟာပိန်မာဗောကွစားလိုက်ကြတဲ့ချင်းငန်ဆက်တွေကလုံးမရောလားငါသူတို့စားသွားချိန်မိပါရဲ့ဒီတော့မက်ရွှေမီကအောင်လီမောင်ရဲ့အခုကတချို့မိန်းကလေးတွေကဒီလိုပိန်တာပဲလှတယ်ဖြစ်နေကြတာအောင်လီဗျာ ပိန်နာများလှတဲ့လေလားဒါဖြစ်ထမင်းဝအောင်မစားပဲနေကြပါလားဒီလိုလေးမောင်ရဲ့အင်္ဂလိပ်လို Flint Beauty ဆိုတာရှိတယ်မဟုတ်လား American ရုပ်ရှင်မင်းသမီး Audrey Hepburn Mai Shari Rara Leslie Caron တို့လိုလေအမလေးလေးအဲ့ဒီမင်းသမီးတွေပိန်ပြီးတည်တည်တွဲနဲ့လှတာကိုသွားတူလို့ဖြစ်မတယ်လားဟိုအမရီကဘယ်လီဒန်သာရီခမျှ ိုလုံးကိုပေါက်သေးသေးအောင်ပြော့ပြောင်းခုံတိုင်းပြန့်အောင်ခက်ခဲရင်အချိန်မှန်မှန်လေ့ကျင့်လိုက်ရတဲ့ဖြစ်ချင်းကျမအေးမဒေါင်းဒေါင်းလန်းနေတာခမဒီကကောင်မလေးတွေလိုချင်းငယ်ဆက်ဆပြီးပိန်ချက်နေကြတာမဟုတ်ဘူးလူရဲ့အလားဟာကျမ်းမာတန်ဆန်းမှုပေါ်မှာမူတည်တယ်ပိန်လိုလဲလာတာမဟုတ်ဘူးဝါလိုလဲအယုတ်ဆိုးတာမဟုတ်ဘူးကွကျမ်းမာတန်ဆန်းတာမှာ အလားကွငါတော့ဒီလိုပဲနားလေတယ်ယုံကြည်တယ်ဒီတော့လူတွေဟာ ကျမကြီးကိုအမြဲတမ်းလေ့ကျင့်ဖို့လိုတယ်။မင်းကြည့်တဲ့ဒို့မိတ်ဆွေကိုစံမင်းမင်းမဟာအပြူတုံးကသွေလျက်လျက်နဲ့ Slim Beauty ပေါ့ကွာ။ဘလောက်လှကြတယ်လဲ။အခုတသားလဲမွေးပြီးရောတသွေးလာမလားပဲ။အသားရောအသွေးရောကျသွားလိုက်တာ။ဘယ်မှာမက်စရာ ရှိတော့လို့လဲ။မိရက်တဲ့ပိန်ပိန်ကက်ကက်ကလေးဖြစ်သွားပြီ။ဒါကြောင့်လှရလူတွေဟာငကူလက်အောင်နေမပြီးသေးဘူး။ကျမကြီးလေ့ကျင့်ဖို့လိုသေးတယ်ကွာ။ ကဲဒါပြည့်မောင်သားပြုတမိပြုတွေကစပြီးဆုံးမဝါရပေးပြီးရောတို့ကြောင့်ယခုတပီလုံးရှိသားပြုတမိပြုအလုံးတို့ကပါရည်စူး၍ရေးသားလိုက်ပါသည်ကျမ်းမာတန်ဆန်းစွာနဲ့တဘာဝကြကြလှပကြပါသည်တည်းတော်ရာဆွေ အမှန်က1988မေလာစီအီတရာဆွေရေးသားတော်စာစုကောင်းတစ်ပုဒ်ဖြစ်သည့် မိရှင်နဲ့မိစာကျွန်တော်ရခင်6မိုင်မလကာကျန်တွင်နေစေကအရက်ထက်ရှိလမ်းဘေးဈေးတွေကလေးတည်ကျွန်တော်အိမ်နဲ့အနီးကလေးမှုကျွန်တော်ရခင်6မိုင်မလကာကျန်တွင်နေစဉ်ကအရက်ထက်ရှိ လမ်းဘေးဈေးကလေးတည်ကျွန်တော်အိမ်နဲ့အနီးကလေးမှုဈေးတွေများချောင်းကိုကျွန်တော်ကောင်းကောင်းကြီးတည်ကြရသည်90ရာခိုင်နှုန်းသောဈေးတွေတည်ကိုပိုင်ငွေရင်းနဲ့မဟုတ်နေပြန်ပြီးယူရသူများဖြစ်ကြကုန်သည် နေပြန်ဒူးနှုံးမှာတရားလင်း15ကျက်ရာဂိုင်းနှုံးတို့ဖြစ်၍တက်ဆိုင်ကို300ထား၍ခြေလီရှိကြသည်ဥပမာ300ကျက်တက်ဆိုင်ယူပြီးဆိုပါတော့အတိုးလေး15ကျက်ကိုနှုတ်ထားလိုက်သဖြင့်255ကျက်သာရလျက်ရင်းကိုတနည်းလင်း10ကျက်ပြန်သွင်းတလှပြီတော့ကြည်သို့တော်မြည်သည့်ဈေးထဲမှာတလှကြောင်နေ့စဉ်မှန်မှန်ဆက်မနေနိုင်ကြလမ်းကူးလက်တွင်ငွေပြည့်၍ပြန်ခောက်ကြရကုန်သည် ပြန်ခောက်သည်ဆိုဒီမှာမိသားသည်မိရှင်ထံမှ၃၀၀ကျပ်တဆိုင်ထား၍ငွေ95ကျပ်ယူခဲ့ရာနေ့စဉ်10ကျပ်သွင်းရရက်20လောက်ကြာတော့ငွေရင်းတုတ်သွားသဖြင့်မိရှင်ထံနောက်တဆိုင်ထက်ယူခြင်းကိုဆိုသည်ထို့အခါဒီနောက်ဆက်တွဲ၃၀၀ကျပ်တဆိုင်မှာသူဘလောက်သာရတော့မည်နည်းရခိုင်ဆိုင်ကသူတနေ့10ကျပ်နှုန်းနဲ့ရက်20ပြီးခဲ့၍ငွေ100ကျပ်ဝင် နေပြီး၁00ကျပ်ကျန်းနေသေးသည့်အတွက်နောက်ဆက်တွဲယူသည့်အဆိုင်မှရသင့်ငွေ255ကျပ် ကြံ့ွေ100ကျက်နှုတ်သဖြင့်155ကျက်သာရတော့၏။ UB နောက်တနေ့မှစ၍နေ့စဉ်10ကျက်စီသွင်းပေဩ။အချို့မှာရက်နဲ့10တောင်မကြပါဘူး။15ရက်နဲ့ပြန်ခေါက်ရသည်၏။15ရက်နဲ့ပြန်ခေါက်ရရင်255ကျက်100ကျက်သာရတော့သဘော။ဒါဟု300ကျက်ဒါ၍တနေ့10ကျက် ပြန်သွင်းပေဩနော်။ထို့ကြောင့် ဇက်တူတူနဲ့ခဏခဏပြန်ခောက်လေးမိရှင်ကတော့ကြိုက်လေသည်155ချက်ပေးလင်အတူက45ချက်ရနေလျာမိရှင်သည် ပီဇာတူအား6ခါလောက်ချရလင်46ချက်အမြောက်6 280ချက်အတူကရနေပြီဖြစ်သောကြောင့်နောက်ဆက်တွဲတွေထဲမှာမြင်းရှင်ငွေရင်မပါတော့ဘဲမြည်စာအောင်သူ့အတူနဲ့သူ့ပြန်တိုးသွားလေပြီရှင်တို့ပြည့်သေးတဲ့တို့ကနေပြန်တိုးချီးစားသူတွေရှိကြကုန်သည် သူတို့လည်းအကျိုးရှိတန်းသလောက်ရှိ၍တက္ကရီယံခံရသောအလေလေရှိလေသည်အချို့ကတော့300 300ဆိုင်တွေချင်းဝေတွေကများလာပြီဆိုတော့ပြောင်ပြောင်ပဲခေါင်းပေါ်မှာနဲ့မပေးနိုင်တော့ဘူးပြော၏ဒီတော့မြင်းရှင်မျက်ရှူစိုက်လေ၏အေးဆိုရလက်ထက်တွင်အပေါင်ခံခြင်းငွေရူးချီခြင်းမပြုရဟုတားမြစ်ထားသဖြင့်မြင်းရှင်ခင်များမှလူချအောင်မပြောဝင်တော့သေးတယ်မနဲ့ပြိုင်ပြီးရှင်ဖြစ်ဖို့ကလည်းကိုထီလက်ရောက်တော့လကောင်းနှုတ်ရေးနှုတ်ရအဖြစ်တော့လကောင်း သွားမစင်းနဲ့ကက်ကက်လန်တွေနိုဘီသူတို့မှဈေးတဲ့အုပ်စုနဲ့တကာကမီးရှင်တော်ကြီးတောက်သည်သူ့အကျွေးမဆက်သူဈေးတယ်မှာအာအေးနေမပေးရင်တော့နောင်ဘွားမှာငါမြီခင်ရမှာပဲဟုပြောလျာဈေးတယ်မှာကအောက်မှာဘသူကဘသူမြီခင်ရမှာလဲဘသူကဘသူပစံကြီးစားနေလို့လဲအတူမူအချုပ်ဈေးတဲ့အကြံသမားတို့သည်မီးရှင်တော်ကအချိန်ကာလကြာစွာမှန်မှန်ကန်ကန်အယုံသိမ်းပြီးနောက် တခါတည်း၃လေးတောင်ကြီးခြီးသွားကဤသေးမှာသူဆိုင်မရှိတော့ပဲကိုယောင်ဖြောက်၍သွားလေသည်ကဲနင်ကငါ့စီယာငွေချီပြီးပြန်မပေးတာမဟုတ်လားဒီမှာတော့စီကခြီးတဲ့ငွေထက်ကျုပ်ကပြန်ဆက်ရတဲ့ငွေတွေကအင်မတန်ပိုးနေပါပြီတော့ရှင်းတို့ကလည်းရှင်းတို့သိပါရယ်ဘာသိတာလဲပြောပြရအောင်မလားပြောစမ်းနားထောင်ကျုပ်ကတော့စီကငွေ300တလ15000ခန်းတို့နဲ့ချိလိုက်တော့ အတူ45ကျန်းနှုတ်ယူထားလိုက်တဲ့အတွက် ကျမ255ကျပ်ပဲရတယ်။အလိုကြီးရှင်စီကကျမ6ခါချီပြီးတော့ရှင်ရုံးဝေကျမစီက290ရပြီ။ဒီတော့9ကြိမ်မြောက်ကျမရှင်စီကချီလို့ငွေ255ကျပ်ရတော့ကျမငွေကတောင်ရှင်စီမှာ15ကျပ်ပိုးကျန်ခဲ့ပြီ။အဲ့တော့နောက်ဆက်တွဲချီတဲ့ငွေတွေဟာရှင်ကကျမတို့ငကြင်းစီနဲ့ငကြင်းကြော်ရာကြီးမဟုတ်လား။အလိုကြီးနှစ်ပေါင်းဘလောက်ကျပါလဲ။ အဲ့တော့ဘသူကဘသူငွေတွေကိုမတရားစနေလို့ဘသူကဘသူမြေခင်ရမလဲဟင်းဟု ပြန်နံပလဲရောမိရှင်အတော်ကြီးမှဘာမှပြန်မပြောနိုင်တော့ဘီတော်ရာဆွေအမတ်6 1988ဇွန်လဆရာကြီးတော်ဆွေရေးသားတော့စာသူကောင်းတစ်ပုဒ်ဖြစ်သည့်တန်ရောစဉ်ဒုက္ခ လူတို့သည်ကိုယ်တန်ရောစဉ်ကိုမွေး၍ကိုဒုက္ခကိုဖန်တီးနေကြသူများဖြစ်၏ဝေဝေမကြည့်နှင့်ကျွန်တော်မိမဖြစ်ရင်ကိုပဲစံတင်ပြပါမည်ထိုနေ့ညတကောင်ချင်းဝဲကျွန်တော်တို့အိမ်နောက်ဖေးမှကြောင်တကောင်ကိုခွေးများဝိုင်းခိုက်တန်သူစုညဉ့်ဉန်တန်ကြသဖြင့်ကျွန်တော်တို့အရာမနိုးကောင်မိသည့်အလံတကြားဟက်ခွေဟက်ခွေဟုအော်လျက်ကျွန်တော်အောင်မောင်းမောင်းသွားကြည့်ပါဟုအတင်းထူလွတ်တင်သဖြင့်ကျွန်တော်မနေသာလက်နေတံမီးနဲ့ဒုတ်တချောင်းကိုဆွဲ၍ အိမ်နောက်ဖေးဘက်ရောက်တော့ခါလက်နေတံမီးရောင်နဲ့ကျွန်တော်ဤအော်ဟစ်တန်ကြောင့်ခွေးများထွက်ပြေးကြသည်၌နောက်ချီနှချောင်းတရွတ်ဆွဲလျက်ရှင်းလန်းတစ်ဖက်နှင့်တွားကဝင်းတရအောင်မှဝင်းလာတော့ကျွန်တော်တို့အိမ်ကကြောင်မကြီးကိုတွေ့ရပါတော့သည်ကျွန်တော်ပြေးယူပွေ့ချီခဲ့ပြီးအိမ်ပေါ်ရောက်ပြီးတေးချသွားကြည့်တော့ခက်စီရုံများပြုတ်သွားလိမ့်ပြီမေဒီသူ့ကြောင့်သူပွေ့ချီလျက်အမလီသမီးကြီးရဲ့သမီးကြီးရဲ့ဟုငိုလိုက်၏ ဤကြောင်မာကြီးတွင်နှစ်လသား၍နုစုကလေးသုံးကောင်ရှိသည်ညညာများတွင်ဤကြောင်လေးသုံးကောင်ကကျွန်တော်တို့ကရင်ပေါ်မှာအိပ်သည်ကြောင်မာကြီးကကြွချာထွက်သည်ရှာလာခဲ့၍မြီမြီဟုသောအင်မတန်နူးညံ့သည့်သူ၏သားခေါ်တန်ကလေးကိုကြားမှဖြစ်ကြောင်ကလေးသုံးကောင်သည်ကရင်ပေါ်မှာတဖြုတ်ဖြုတ်နှင့်ခုန်ချသွား၍ကြွက်သားကိုစားကြသည်ဒီတော့မအေကြီးကမိမိကြီးထိုင်၍ကြည်နေသည်ဟောအခုညတော့ မိခင်ကြီးကြွမြသည့်ပြင်မိခင်အသက်နှင့်ကိုမတရုတ်ဆွေး၍ပြန်ခဲ့ရသည်။ကြောင်လေးသုံးကောင်သည် သူတို့အမေစီ လာကြလျက်အုံမီကြသည်။အမေကြွမပါဘူးလားဟုမိကုံသည်။မိကတော့မချိမဆန့်ဝေဒနာကိုခံစားနေရ၍သားတို့အားဘာမှ ပြန်မပြောနိုင်။စိန်ဖန်ဝိုင်းဆက်သောမျက်လုံးကြီးများနှင့်သူ့ကလေးများကိုကြည့်နေသည် ထိုအခါအကြောင်းကလေးများသည်ဘာမှမသိကြဘဲအမိနှုတ်ကိုဝင်းစွတ်ပြီးလုံ၌မိကသူတို့ကိုဆွဲဖယ်ပြစ်ပြီးကြောင်မာကြီးကိုအောက်ပိုင်းကိုအဝတ်နဲ့ပတ်၍ထားလိုက်ရသည်ကြောင်မာကြီးမှာခေါ့ကိုခွေးဆွဲခါ၍ခက်စရိုးတွေပြုတ်ကုန်တယ်ဆိုတော့မိမြနာကြီးရှာမီနီလူဆိုရင်ထုံထုံလူနေရောမြည်သို့တော့အီကြောင်မာကြီးကတစ်ချက်ကလေးအော်ဟစ်ညှဉ်းညူခြင်းမပြုဘဲမျက်စီမိတ်၍စိတ်ငြိမ်စွာဝေဒနာကိုအော်ဟစ်ခံစားနေရသည်အောင်ဤခံစားနေရရှာသည် လူဆိုလင်ချက်ချင်းစီယုံပုံပြီးယခုကြောင်မကြီးဖို့ကဒီလိုညာရေးတကောင်ကျော်မှာတွိတ်ဆန်စီယုံစေတိုင်းမဖွင့်တို့ကြောင့်ကျွန်တော်တို့လင်များဒီကြောင်မကြီးအောင်ထိုင်ကြည့်နေရင်မှတပါအချာမတက်နိုင်မောသူခောက်ကိုရေနေဝေထုတ်ပြရကောင်းမလားမလုံးနဲ့ကွာသူ့အတူမိတ်နေပါသေးလို့ပြီးကြောင်နဲ့ရင်နဲ့လည်းအဆက်တာမဟုတ်ပါဘူးမိဒီကြံရမရသူ့ကြောင်မှသူ ကြည့်၍မျက်ရည်တွေ့တွေ့ကြာနေသည် ဒီကြောင်မာယူသူတန်ရောတင်တွေ့ခဲ့ဒီကကြာလာပြီကျွန်တော်အိမ်မှာပောက်ခဲ့တော့ဤကြောင်မိုင်းအသက်က10နှစ်ကျော်15နှစ်လောက်ရှိနေပြီဒီကြောင်မာကြီးအမွေရောင်မှာအဝါကွက်အနက်ကွက်ဇပကြီးမွေရောင်နဲ့တူ၍သူအားဇပကြီးမှာဟုမိကအမိပေးခဲ့သည်ကျွန်တော်တို့မလကချန်အိမ်မှာအိမ်မက်ခင်ကြောင်လိုက်အိမ်တို့ပြောင်းလာတော့ခါအိမ်မှာကြောင်သုံးကောင်ရှိသည်နဲ့ဘုဆုံမြည်သောကြောင်ထီးကပစ္စည်းများတည်ပေးကြသောလူစိမ်းများကိုလန့်ပြီးပြည်သည်ဖြစ် အီဇဘက်ကြီးမနဲ့သူသားနထူးဟူသောကြောင့်တီးလေးတစ်ကောင်သာပါခဲ့သည်နထူးကအရေးရောက်ပြီးတင်းမကြလာပါကြောင်သားစားသူများနဲ့တွေ့သွား၍မိမျက်ရည်ပေါက်ကြီးငယ်ကြားရသည်မိကသူ့ကြောင်ရဲ့ပေါ်မှာအင်မတန်တန်ရုံတင်ကြည့်သည်ချစ်ခင်သည်ယူရသည်ကြောင်တို့၏ကိုကတန်းတကောင်မရှိအောင် သူတို့မိဘွားကအမြဲရှာပေးနေသည်မိဤမြေမအဖီကလည်းဘွားရည်ကဲ့သို့ကြောင်နှင့်ခွေးများကိုချစ်သူဖြစ်သည် အိမ်မှာကြောင်မအီယာကလေးမွေတိုင်းသူတို့ဝမ်းသာကြသည်ထို့နောက်ဒီကြောင်ကလေးတွေတနီနီနဲ့သေတိုင်းပြောက်တိုင်းသူတို့ဝမ်းနေကြသည်ငိုကြသည်ကျွန်တော်တို့အီမက်ကင်ကြောင်လည်းအိမ်ရောက်၍တဲမကြမီနတ်ထူးပြောက်မေကငိုထို့နောက်ဇပကြီးမက ကြောင်ကလေးလေးကောင်ပေါက်တော့သူတိတ်ဝမ်းသာသွားပြန်ရောညာကြီးမင်းကြီးကြောင်မသားပေါက်တာသူ့သွားကြည့်နေပြီးတကောင်မွေးတကောင်အထီးမှခွဲခြားပြီးနာမည်တီးတီးပင်နေတော့၏ ဇကာမွေးပြန်ရင်ကျွန်တော်ကိုလာပြောပြန်ရင်အထီးကလေးနှကောင်နာမည်ကတာတူးနဲ့ဆွဲတောင်းအမလေးနှကောင်ကဝါဝီနဲ့ကိုဒီသိစိတ်ကူးတဲ့ပေါ်ရီကျွန်တော်ကတော့အဲ့ရတဲ့မှာอืมကျွန်တော်ဒီတနေ့လင်းတသားပေါက်တဲ့ရောင်နောက်နေ့တွင်အီကြောင်မကြီးကနောက်တသားပေါက်ပြန်ရောင်လေးကောင်ပဲလဲလဲပီပီတူကလေးနီနီတဲ့မေရနာမည်ပေးထားတာသို့တော်နီနီကမွေးပြီးဒေမချောင်းတိဆုံသားသဖြင့် ုံးကောင်သာအဖတ်တင်သည်ယခုကြောင်မာဤခွေးကြိုက်ခံရသောအခါအီကြောင်ကလေးသည်နှစ်လသားလောက်ရှိနေပြီတော်သည်ဤနို့ဖြဲ့၍အစာစားနေပြီနောက်တနေ့နဲ့နဲ့နိုင်ရွမ်းတို့ဝဲတိုက်သည်တောက်ဤထမင်းကိုငားဟင်းနေကြွေးသည် စာဤကြောင်ကလေးတွေအတွက် စိုးရင်စရာမရှိတော့ပြီသို့တော်ကြောင်မာဤကမျောလင့်စရာမရှိတော့သည်ကျွန်တော်တို့မကင်ကြောင်လန်ဒီဘိုလ်ကုန်းရက်တွင်ရုံမသွားမီနန္ဒပိုင်းနှင့်ရုံးပြန့်ညနေခင်း စေတိုင်ဖွင့်သောတွိဆန်ကိုဆောင်းဝင်ဒေါက်တာတာဆန်လှထံသွားပြသောအခါတန်ရာကပြင်းထန်သည် ခွေးဆွဲခါသောအခါသူ့ကိုယ်ကိုတခုခုနှင့်အခါခါရိုက်မိရန်ရှိသည်ခသရိုးတွေပြုတ်ကုန်သည်မတည်သည့်တိုင်အကောင်းမကတိတော့မဖြစ်နိုင်ပြီနောက်ချီနှချောင်းတရုတ်ဆွဲနှင့်ဒုက္ခိတာဘဝနေရတော်မူသို့တော်ဤဒုက္ခိတာဘဝသည်ပင်ဆရာဝန်ထံ၃ချိန်သွားပြ၍ဆရာ၏စီးချိန်ကြောင့်ဆေးရလောက်ဖေးနေလိုက်ရ၏ ။ကျောင်းမကြီးဒေသုံးတော့ကမေတီလိုက်လိုက်လဲလဲငိုကြွေးဤထမင်းနဲ့နှစ်လောက်ကောင်းစွာမစားနိုင်ပဲဖြစ်ရ၏။အော်ကိုတန်ရောစဉ်ကိုမွေး၍ကိုဒုက္ခကိုဖန်တီးခြင်းမှာတကား။တော်တာဆွေ အမှတ်ခွန်1988ဇူလိုင်လ။ဆရာ ਈ တော်ဆွေ ရေးသားသော စာစုကောင်းတစ်ပုဒ်ဖြစ်သည့်ဘဝတက္ကသိုလ် တောက်ကြနေရွာတော်မူသည့်ဆက်၍ဆွေတတ်သည်ဟုကျွန်တော်တို့မြန်မာအယူရှိသည်နှင့်အညီလွန်ခဲ့သောဇွန်လ10ရက်တောက်ကြနေမိုးမလင်းမီနဲနဲခင်းကြီးကစတင်ရိုက်လိုက်တော်မူသည့်တနေ့လုံးဆဲတော်သည်မရှိ။နေသွားလိုက်ညလာလိုက်သောရွာကျော်ရှိနေတော်ရာအတံမူဝံကြောင့်အတွက်ပြင်ထွက်၍လုပ်ငန်းဝင်သွားရသူတို့အတွက်ကျွန်တော်သည်တွေး၍တနာနေပြီတော့၏။အထူးသဖြင့်ဝေလီဝေလင်းချိန်တွင်ကျွန်တော်၏မှထွက်သွားကြရသော ကျွန်တော်မြင်းမာလေးလင်းများကိုကြည့်ပြီးဂေယူနာတရားစတင်ပေါ်ပေါက်မိခြင်းဖြစ်ပါသည်တို့သည်ထီးလေးတချောင်းကိုနှစ်ယောက်ဆောင်းလျက်မိနစ်20လောက်အင်းစိန်ကားကိတ်သို့လမ်းလျှောက်ရမည်ထိုမှနံပါတ်48ကိုစီးမြို့ရဲရောက်ဖုန်ကြီးလန်စံပြတ်ရုံမှတ်တိုင်စဉ်31ကိုပြောင်း၍မင်္ဂလာစီသို့အရောက်သွားကြရမည်အိမ်မှာတစ်နေ့လုံးဈေးရောင်းကြရမည်ညနေ4:00မှပြန်ခဲကြ၍မှောင်မှအိမ်ပြန်ရောက်ကြသည် သို့တော့သူတို့နှစ်ယောက်ကပင်မဟန်မရှိကြ။နေပူပူမိုးရွာရွာအင်းကပျော်ရွှင်စွာသွားကြ၍ပျော်ရွှင်စွာပဲပြန်လာကြသည်။ဤကငယ်ရွယ်နုပြူသူတို့ဤစိတ်တတ်နဲ့ခွန်အားပေးတကား။နှုတ်ကျွန်တော်တို့ရွယ်တုန်းကတော့ဟုတ်တာပေါ့။ဂျပန်ခေတ်1942ခုနှစ်က စတင်၍မြင်းလဲမောင်းရတော့ကျွန်တော်အသက်23နှစ်ရှိသေးတာပဲ။မိမရသောရကမတိုင်အောင်လုံးကိုလှုပ်ကြွေးခဲ့ရသည် မြင်းလေသမားတို့၏လုပ်ငန်းစဉ်နက်နက်၄နာရီတွင်ထ၍မြင်းသာကြွေးရသည်မြင်းချီကြုံရသည်မြင်းဆောင်ကိုတန်စင်ရသည်နက်နက်ဝေးလေဝေးလင်းတွင် မြင်းလေးကိုတက်၍ထွက်ခရသည်နေပူမိုးရမဆောင်ရမြင်းနှကောင်မောင်းရသည်မှာမနက်မြင်းညမြင်းအချိန်မှန်ထွက်ရဖြောရသည်မြင်းနှကောင်ကိုအသွားပြန်နှစ်ခေါက်စီမောင်းရသည် အပေကနေအပေတို့နီး ထိုသင်းကကျွန်တော်ဒီစမ်းကြောင်းမူဦးပင်လန်းတွင်နေသည်ဖြစ်အောင်စမ်းကြောင်းထိပ်မှဘန်းတို့၎င်းရန်ကုန်တို့၎င်းခရီးသည်ရေရရာကိုမောင်းခီးတဲ့ရရာကိုမောင်းရသည်ဥပမာပထမဦးဆုံးကောက်ဘန်းတို့ရောက်သွားသည်ဆိုပါတော့ဆွေတကုံဖျားကြီးအရှိတ်ဘက်မဟုတ်ပါသည် ကျွန်တော်တို့မြင်လေခဲ့အဲ့ဒီမှာရထားကိုရက်မြင်းကိုနောင်စမ်းကြောင်းကြည့်မြင်တိုင်းစမ်းကြောင်းကြည့်မြင်တိုင်းဟူအပြန်လူကိုခေါ်ရသည်ဘဟန်းမှာစမ်းကြောင်းကြည့်မြင်တိုင်းသည် ။ဒါမှမဟုတ်စံချောင်းကြည့်မြင်နိုင်သည့်ကြည့်မြင်နိုင်ကပိုဝေးတော်လဲစေခြင်းအထူးတူပဲ။ကြည့်မြင်နိုင်ကန္နာသေးကြီးသည်ကျွန်တော်တို့မြင်လဲခဲ့။တို့နေကျွန်တော်မြင်လဲသည်ကြည့်မြင်နိုင်ရောက်ခဲ့သောအခါနောက်တစ်ခေါက်အတွက်ရန်ကုန်ကိုလူခေါ်သည်။အဲ့ဒီမှာကရန်ကုန်သွားခီးတဲ့များသည်ရန်ကုန်မသိညီစေကျုံကြီးလမ်းတော့သည်ကျွန်တော်တို့မြင်လဲခဲ့ဖြစ်၏။ဘာပလိတ်ဘာရဲမှမရှိလမ်းဘေးညောင်မင်းကလေးတွေအောင်မှာရက်ချင်းတလို့ရက်နေချင်းတလို့နေ ထိုမှအပြန်လူကျင်းမနိုင်စမ်းကြောက်ဦးခေါ်ထိုသင်ကပါပတ်ကားမှမရှိရန်ကုန်မြို့တွင်ကုတန်သွားလာရသည်မြင်ရထားနှင့် စိုက်ကားသာစီးနိုင်ကြ၏ခရီးသည်တို့သည်ကျွန်တော်တို့မြင်လဲခိတ်သို့လာကြရ၏ထိုမှကျွန်တော်မြင်လဲသည်ကျင်းမနိုင်လူစမ်းကြောက်လူရောက်အလုံးကန်းနာလမ်းဘက်မှကျင်းမနိုင်ကိုပြန်မထိုမှစမ်းကြောက်ကမိုးပင်လန့်အိမ်ပြန်ထိုမှနဲ့မြင်သည်ဗဟန်အသွားပြန်ရန်ကုန်အသွားပြန်သူ့တောင်းဝင်နှစ်ခေါက်ပြေးပြီမို့သူ့ကိုဖြုတ် အချိန်က17နာရီလောက်ရှိပြီ။တခါတရံခီးတဲ့ရတာကြံ့ကြလင်ထိထက်ပူ၍နင်းမြင့်တတ်သည်။ဤအချိန်မှာကျွန်တော်ထမင်းစာခိတ္တနာပြီးနောက်တပံညာမင်းကိုတက်၍ထွက်ခရပြန်ပါသည်။နေဘူးမိုးရွာမရှောင်ရပါ။မိုးရွာလင်မင်းနဲ့သမားများပူ၍ကြိုက်သည်။အဖယ်ကြောင့်ဆိုသောတူဂျပန်ခေတ်တွင်လူတွေမှာထိမရှိချာ၍ခရီးဝေးနီးမြင်းတွေကိုပဲစီကြရတော့သည်။ ျွန်တော်တို့မြင်းလဲတွေမှာရှေ့ကနောက်ကတလပတ်စာများမှုသည်မိုးရွာရွာမြင်းလဲလူပြည့်ပြီဆိုသောအခါခေးတွေများသာလူကိုယ်တွေလုံးုံစီ၍မြင်းလဲသမားကတော့အမိုးကာပြင်းပတ်ထွက်လျက်မိုးရွာထဲမောင်းရသည်ထိုကံတို့တွင်ကျွန်တော်စိတ်ထဲမှာမပင်ပန်းသည့်အပြင်အင်မတန်ရှင်လန်း၍နေသည်အပေကြောင့်သို့သောကိုလဲတဲ့မှာ လူတွေအပြည့်အစုံပါလာသည်ငွေများများရမည်ဖြစ်သောကြောင့် ရင်းတို့လင်1942ခုနှစ်မှ1946ခုနှစ်ဂျပန်ပြေး၍အင်္ဂလိပ်ပြန်လာသည်ကက်စပီလက်ထက်တီကျွန်တော်၄နှစ်ကျော်ကျော်မြင်းလင်းမောင်းခဲ့ပါသည်ဤကားစာရေးစရာဖြစ်လာမိကျွန်တော်ဤဘဝတက်ကတူပါသည်ပထမဆုံးချိန်ကျွန်တော်စာပေဗိမာန်စုရခဲ့သောဘဝထူးထူးဝတ္ထုများသည်ဤမြင်းလဲသမားဘဝမှာရခဲ့သောအကြောင်းအရာများဖြစ်ပါ၏ဤနေရာ၌စာပေဝါဒနာရှင်တို့ကိုကျွန်တော်ပြောလိုပါမည်လူတိုင်းတွင်ဘဝတက်ကတူရှိပါ၏ တို့တက္ကသိုလ်ကအခြားမဟုတ်ပါသင်ယခုလက်ရှိကြက်ရောက်နေရာလုပ်ငန်းတာဝန်သည်သင်ဤဘဝတက္ကသိုလ်ပင်ဖြစ်ပါ၏တို့တက္ကသိုလ်မှသင်ပညာယူတက်တို့တက္ကသိုလ်မှသင်ပညာယူတက်စာရေးတက်ရင်စာရေးဆရာ ဖြစ်လာပေလိမ့်မည်ဥပမာယခုကကျွန်တော်တို့စာပေနေတွင်ဆရာဝန်စာရေးဆရာရှေ့နေစာရေးဆရာထောင်မှုစာရေးဆရာအင်ဂျင်နီယာစာရေးဆရာတွေရှိနေပြီမဟုတ်ပါလားစာရေးဆရာတို့ဒီဘဝမျိုးတို့မှလာကြသည်ဖြစ်၏ 多大岁？阿妈是，他我也是，十岁，我够了，够啦。